အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုဖတ်ပြပေးမှာကတော့ဆရာကြီးရွှေဦးတော်ရေးသားသောလောဘအမောင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာလောဘအမောင်းကျွန်တော်ဤဖတ်ခင်မှာအသက်အရွယ်ကြီးပြင်းသည့်အခါမှအိမ်အောင်ပြုခဲ့သည်ဖြစ်ရာကျွန်တော်အားမွေးဖွားသော အခါတွင်ဖတ်ခင်မှာအသက်40ပြည့်ခဲ့လေပြီကျွန်တော်မှာအသက်18နှစ်အရွယ်တွင်အင်္ဂလိပ်ကျောင်းမှဆယ်တန်းအောင်မြင်ခဲ့ရာ ဖခင်ဖြစ်သူသည်တယောက်တည်းသောသားဖြစ်၍မိတစိုးဖြစ်သောကျွန်တော်အားရန်ကုန်မြို့သို့ပညာဆက်လက်သင်ကြားဖို့ဆေလွတ်ရန်လည်းအလိုမရှိအခြားမြို့ရွာသို့တွားရောက်၍အလောက်ကိုင်ရှာဖွေရန်လည်းသဘောမတူနိုင်ပဲ၎င်းနှင့်အတူတကွသာလျှင်နေထိုင်စေခဲ့လေ၏ဖခင်၏ရွေချက်မှာ၎င်း၏အကိုဥထွန်းအပ်ဆိုသူသည်မိုးကုတ်မြို့သို့တွား၍ကြောက်တွင်းတူးရတွင်တသိန်းတန်ကြောက်နေတလုံးကိုရရှိခဲ့ပြီးနောက်တာမယားလည်းမရှိပဲ လူမျိုးကြီးအဖြစ်နဲ့နေထိုင်ခဲ့သည်ဖြစ်သောကြောင့်၎င်းပါကြီးတည်ဆုံးခဲ့လျင်ကျန်ရစ်သည်များသော ပစ္စည်းများကိုကျွန်တော်တဦးတည်းပင်လည်းအမွေခံရမည်ဖြစ်ရကကျွန်တော်မှသူတစ်ပါးကဲ့သို့ဝန်စာအတွက်အလုပ်လုပ်ကံရမလိုတော့ပြီဟူ၍ကျွန်တော်ဤဖခင်ကအောက်မိခဲ့၏တို့ဖြစ်သောကြောင့်ရေစည်ရင်အင်စပိတ်တော်ဤပင်စင်လားစာကလေးဖြင့်တားဖာနှစ်ယောက်တို့သည်ငိမ့်ချန်းစွာစားတောက်၍နေခဲ့ကြ၏တို့ရတွင်လူတို့၏စိတ်ကူးအတိုင်းအစဉ်အမြဲဖြစ်နိုင်ကြပြီမဟုတ်ချေ ကျွန်တော်၏အသက်25နှစ်အရွယ်ရှိသောအခါတွင်ကျွန်တော်၏ဖခင်သည်လီနာယောဂာနှင့်ရုတ်တရက်ကွဲလွန်အနှိမ့်ဆရောက်ခဲ့လေရာကျွေးကြံရသောပစ္စည်းအနည်းငယ်မှာဖခင်၏ဇာပနာကိစ္စအတွက်လုံလောက်ယုံမျှကလေးသာလည်းရှိတည်ဖြစ်သောကြောင့်ကျွန်တော်မှာပစ္စည်းဥစ္စာလည်းမရှိအလုံးအကင်လည်းမရှိ လောကကြီး၌လူတယောက်ထီထီကြံ့ရည်နေခဲ့လေ၏ဖခင်သေဆုံးပြီးနောက်ကျွန်တော်သည်မိုးကုံမျိုး၌ရှိသောဗာကြီးထံသို့အကျိုးအကြောင်းကိုစာရွေးရထည့်သည်တွင် ။ဗာကြီးဖြစ်သူဦးထွန်းအန်ကအလုံအကင်များရှာကြံလောက်ကင်ဖို့အကြောင်းလူမီးဒီမှာအလုံမလုံဖဲနဲ့ထမင်းစားဖို့မျှော်လင့်ရန်မရှိကြောင်းတို့ရတွင် အမျော်မြေနေသောညီမကြီးအတွက်ကြောင့်အလုံအကင်မရှိဘဲဖြစ်နေရသည့်အတွက် အလုံရှာကြံမှုတနှစ်တိတိအချိန်ပေးပြီးလျင်ထိုအတော်အတွင်း၌တလလငွေ90ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ပြန်စာရေးသားပေးပို့လိုက်လေ၏ထိုအခါကျွန်တော်မှကျွန်တော်၏ဖခင်အားလူမိုက်ယူခေါ်ခြင်းကိုခံရမနာနိုင်ပေ ၎င်းပြေးဖို့လိုက်သောဝင်90ကိုတလားနဲ့တလားအလင်းမီအောင်တုံးဆွဲဖို့ကြိုးစားလျက်အလုတ်အကန်ရှာဖွေကရှိနေခဲ့လေ၏တို့ရာတွင်ယခုခေတ်အခါ၌အလုတ်အကန်ရှာဖွေရခြင်းဒီကလွယ်ကူလာသောအလုတ်မဟုတ်ချေလက်လက်သောနေရာတစ်ခုရှိသည်ဟုသတင်းကြားသည်နှင့်လူ200အထက်မနည်းလျှောက်ထားကြလေရာကျွန်တော်မှတသက်ပတ်လုံးအလွန်အမင်းနှိမ့်ချခြင်းကိုအလိုမရှိသူတယောက်ဖြစ်ရကားလျှောက်ထားသမျှသောအလုတ်တို့တွင်မြေသည့်အလုတ်တွင်မျှ မန်နေဂျာကတော်၎င်းရုံးစည်းရေးအုပ်ကြီးကတော်၎င်းနှစ်သက်ချင်းကိုမခံခဲ့ရချေတို့ဖြစ်သောကြောင့်တနည်းပင်စေတော်လဲတဝဲလဲလဲနဲ့အလုံးအကန်ရှာမြဲတိုင်းတာလင်ရှိနေခဲ့လေသည်တနည်းစေသောအခါ၌ကျွန်တော်မှာဘာကြီးထံမှငွေကိုလဲမျောလင့်ရန်မရှိ အလုံးလဲမရသေးရှိနေရတွင်ကျွန်တော်နှင့်အိမ်ကြီးချင်းဖြစ်သောမြေပိုင်ရှင်တယောက်သည်ကျွန်တော်၌အမွေရရန်ရှိသည့်အကြောင်းကိုသိရှိသည်ဖြစ်၍ ငွေတရားလင်းတလအအတွက်အတိုး30နှုန်းနဲ့ချေကားလေ၏ထိုအတိုးသည်လွန်မင်းစွာကြီးမြင့်သော အတိုးဖြစ်ကြောင်းကိုကျွန်တော်သိတော်လဲမစားဘဲမသုံးဘဲမနေနိုင်သည်ဖြစ်သောကြောင့်အော်ဒီမန်နှင့်လက်မှတ်ထိုး၍ချေယူခဲ့ရာနောက်ဆုံး၌ငွေတထောင်ကျွေးတင်၍၎င်းအတွက်တလလင်ငွေတိုးတရားကျသင့်ပေ၏ငွေတိုးတရားသည်တုံလုံးဖွယ်ကောင်းသောအချင်းအရာတစ်ခုဖြစ်သည်မှန်တော်လဲထို့ထက်တုံလုံးဖွယ်ကောင်းသောအချင်းအရာတစ်ခုမှာ မိရှင်မြေပိုင်ရှင်သည် ကျွန်တော်၏ဘာကြီးသေးနိုင်မည်မထင်သောကြောင့်နောက်ထပ်၍ငွေချေးရန်အလိုမရှိတော့ဘီဟု ထုတ်ပေါ်ပြောဆိုခြင်းပင်ဖြစ်ပေ၏ယခုမူကားကျွန်တော်မှာအကြက်ရိုက်လျက်ရှိခြေပြီဘာကြီးထံမှငွေတောင်းခံ၍လည်းမရငွေချေး၍လည်းမရမိတို့ပြုရခြင်းမည်နည်းဟုဥကောင်းမှဇပင်ကိုလက်ဖြင့်ဖွှကာစဉ်စားစိတ်ကူးလျက်ရှိနေစေတွင်ပို့စမင်းသည်စာနှဆောင်ကိုလာ၍ပေးလေ၏ပရမစာမှာမော်တော်ဆိုင်ငယ်တစ်စီးကိုလာဆိုင်နှင့်ဝယ်ထားသဖြင့် လွန်ခဲ့သော2ရက်အတွက်ကြွေးတောင်းလိုက်သောစာဖြစ်လေရာဒုတိယစာမှာကျွန်တော်ဖခင်၏ညီတဝန်းကွဲမှမွေးထားခဲ့သည့်တောအုပ်မောင်တောင်းဖေထံမှစာဖြစ်လေသည်ဒုတိယစာမှာကျွန်တော်ဖခင်၏ညီတဝန်းကွဲမှမွေးထားခဲ့သည့်တောအုပ်မောင်တောင်းဖေထံမှစာဖြစ်လေသည် မောင်တောင်းဖေမှာကျွန်တော်ဖခင်ညီမှမွေးဖွားခဲ့တော်လဲကျွန်တော်၏ဖခင်သည်အသက်အရွယ်ကြီးမှအိမ်တော်ပြူခြင်းဖြစ်သောကြောင့်မောင်တောင်းဖေသည်ကျွန်တော်ထက်၅နှစ်ခန့်မြအသက်ကြီးလေသည် ျွန်တော်ဤအကိုမောင်တောင်းပေထာမစာမာကညီအကိုချင်းမတွေ့ရသည်မှာကြာပြီဖြစ်သောကြောင့်၎င်းအခွင့်ခံယူနေကြတွင် တလတန်သည်နှလတန်သည် လာရောက်လဲပတ်စီလိုကြောင့်နှင့်ပါရှိလေသည်ထိုအခါကျွန်တော်မှာဝါစာအတွက်ပင်လင်ပူပန်၍နေရသူတယောက်ဖြစ်သည့်အပြင်ကျင်းဝင်အတော်တန်စူဆောင်းမိသည်ဟုတရင်ကြားရဘူးသော၎င်းအကိုထာမငွေချေးရလျင်ကျွန်တော်၏အကြောင်းကိုတည်ပြီးသောသူတယောက်ဖြစ်သည့်ဖြင့်ချေးယူရန်လွယ်ကူလိမ့်မည်ဟုမျှော်လင့်သည်ဖြစ်ရကား ဝမ်းမြောက်ဝမ်းသာနှင့်စာပြန်၍ရေးလိုက်လေသည်ထိုစာကိုထည့်ပြီးနောက်ခொနှစ်ရက်တပတ်အတွင်းပင်ကျွန်တော်ဒီမောင်တောင်းပင်နေထိုင်ရာဖြစ်သောလေဘူရွာသို့ထွက်လာခဲ့လေသည်လေဘူရွာမှာကတားဒီစထရိတ်ရွှေလီချောင်းမှစံတက်ရသည်ဖြစ်ရာကျွန်တော်ဒီမန္တလေးမြို့မှဗမော်စာပို့မြေထားနှင့်သွား၍အင်းရွာစိတ်ကမ်း၌ဆင်းသက်ပြီးလင်၎င်းမှတပံကရုတ်တမောဖြင့်ရွှေလီချောင်းကိုစံတက်လေသည်လေဘူရွာသို့တင်မောဆိုင်ကလာတင်နှင့်တပြိုင်နက် ကျွန်တော်၏အကိုမောင်တောင်းဖေသည်စိတ်ကမ်းမှကြိုဆိုလျက်ရှိလျာကျွန်တော်သည်၎င်းအားငယ်ရွယ်စဉ်ကတကြိမ်မြတ်သာမြင်ဘူးတော်လဲသွေးပြောသည်ဖြစ်သောကြောင့်မြင်လင်မြင်ချင်းပင်မှတ်မိလေ၏ကျွန်တော်၏အကိုမောင်တောင်းဖေသည်ကျွန်တော်အားဝမ်းမြောက်ဝမ်းသာဆွေရန်နှုတ်ဆက်ပြီးနောက်ကျွန်တော်၏ပစ္စည်းကလေးများကိုလှဲပေါ်သို့တင်စီ၍ညီကိုနှစ်ယောက်တို့သည်လှဲနောက်မှလမ်းလျှောက်ကစကားပြောရင်းလိုက်ပါလာကြ၏ မောင်တောင်ဖေးဤနေအိမ်မှာရွာဤအစွန်၌တည်ရှိသည်ဖြစ်ရာဝင်းကြီးမှလည်းအလွန်တရာကျယ်ဝန်းလာပေ၏ကျွန်တော်တို့သည်ဝင်းအတွင်းသို့ဝင်သွားကြသောအခါဝင်းတကာအနီး၌တောကြောင်တကောင်ကို၎င်းတစ်ပင်ပေါ်၌မြောက်နှကောင်ကို၎င်းတခုသောခြုံစား၌ဝက်ဝံတကောင်ကို၎င်းတွေ့မြင်ရသည်ဖြစ်၍ကျွန်တော်ကအံဩစွာနှင့်မေးမြန်းရာတွင်မောင်တောင်ဖေးကသူသည်တရိษံရိုင်းများကိုရင်အောင်မွေးမြူခြင်း၌အထူးသဖြင့်ဝါနာပါလူတယောက်ဖြစ်သည်ဖြင့် နယ်လဲရဲ့အစဉ်သက်တွေ့သမျှသောတရိတ်ဆန်များကို တောင်းတည်ဖြစ်စေဝယ်တည်ဖြစ်စေတနည်းနည်းနဲ့ရအောင်ယူ၍မွေးမြူတတ်ကြောင်းနှင့်ပြောပြလေ၏ထိုတရိတ်ဆန်များအပြင်ဒေါင်းများရစ်များတရေများဇပကြီးမွေများစသည်တို့ကိုလည်းတွေ့ရပြန်သည်ဖြစ်၍မောင်နှောင်းဖေးဤအိမ်ဝင်းမှာတရိတ်ဆန်ယုံတယုံနှင့်တူလာချေတီဟုကျွန်တော်၏စိတ်၌မှတ်ထင်မိလေသည်အိမ်သို့ဆက်ရောက်ကြသောအခါမောင်နှောင်းဖေးကလုံးတည်းဟဲလုံးတည်း ဟောဒီမှာမဲမောင်တော့ရောက်လာပြီဟဲ့မန္တလေးမြို့ကမောင်တန်းဖေလေငါပြောဘူးတယ်မဟုတ်လားဒီဟာငါညီပဲကွဟုရွှင်လန်းအားရသောမျက်နှာထားနဲ့၎င်း၏မယားဖြစ်သူရှမ်းမမလုံးတင်အားပြောပြလေ၏ကျွန်တော်မှာအကိုဤမိမသည်ရှမ်းမတယောက်ဖြစ်ကြောင်းနှင့်ကြားရဘူးတော်လဲတကြိမ်တစ်ခါမှမတွေ့မြင်ဘူးသည်ဖြစ်၍ရုပ်ရည်တနာကမနှင့်ဖြူဖြူတုတ်တုတ်ရှိသောမလုံးတင်နှင့်နှုတ်ခွန်းဆက်တာလျက်ရှိရာမလုံးတင်မှမူကျွန်တော်အားလောကဝေပြူငါစွာနှင့် ခံဝဲဝဲစကားပြောတော်လဲ၎င်း၏မျက်နှာထားမှာကျွန်တော်အား EA ၌မနေစီလိုကြောင်းထင်ရှားပေ၏တို့ရတွင်ကျွန်တော်၏စိတ်၌ကမရည်ဖြစ်သူတယောက်ကမြေမြပင်မဒရာစီကမူဝမ်းစာအတွက်တခဏဖြစ်စေစိတ်အေးရသည့်ပြင် ပြန်သောအခါ၌လဲငွေချင်းရန်မျှော်လင့်ခြင်းရှိသည်ဖြစ်သောကြောင့်ရုတ်တရက်မပြန်သေးဟု၍ဆုံးဖြတ်ချက်ချထားလေ၏အကူမောင်တော်ဖေသည်ကျွန်တော်နေထိုင်ရန်အတွက်အခန်းတစ်ခန်းကောင်းမွန်တည့်ရစွာ ပြင်ဆင်ထားသည့်အပြင် ညအခါထမင်းစားကြသောအခါလဲဟင်းလျာအမျိုးမျိုးကိုအထူးကောင်းမွန်စွာချက်ပြုတ်ထား၍စေတနာသရာတရားထက်တန်စွာဖြင့်တိုက်တွန်းကျွေးမွေးရလေကမရည်ဖြစ်သူကမျက်စောင်းတထိုးထိုးနဲ့ကြည့်နေခြင်းကိုဂရုမစိုက်ဘဲမြင်ရှက်စွာစားတော့လေသည်ကျွန်တော်ဒီအကိုမောင်တောင်းဖေးဤအမူအရာကိုအကဲခတ်မိသည့်အခါတိုင်းအလုံးတရားစိတ်စေတနာကောင်းသူတယောက်ဟု၍၎င်းဆွေမျိုးညာတိကိုချစ်ခင်တတ်သော သူတယောက်ဟု၍၎င်းဧကံသောအရာဌာန၌လည်း အထူးသဖြင့်ဝတရားကြည်ပွန်သောသူတယောက်ဟု၍၎င်းစိတ်ထဲ၌ဆုံးဖြတ်၍၎င်းနှင့်တွေ့ရခြင်းကိုပင်အလွန်ဝမ်းမြောက်လျက်ရှိနေလေ၏တို့ရတွင်အကိုမောင်တောင်းဖေမှာပြုံးရွှင်သောမျက်နှာနှင့်ချိုသာသောစကားကိုပြောတတ်သောသူတယောက်ဖြစ်တော်လေအမျက်ကြီးသောလူတယောက်ဖြစ်ကြောင်းကိုနောက်တနေ့၌ပင်တွေ့ရှိရလေ၏နောက်နေ့နဲ့ထမင်းစားပြီးရသောအခါ၌မောင်တောင်းဖေသည်အိမ်ပေါ်မှဆင်းသွားသောအခါမကြီးမလုံးတင်သည်ကျွန်တော်ထိုင်နေရသောလာ၍ အစုံကရုတင်မညနေလာလိမ့်မယ်ဟုတ်ကဲ့အဲသို့တော့ကျွန်တော်ဒီကနေ့ပြန်မယ်လို့မကြံသေးဘူးကိုနေချင်းတိုင်းနေလို့တော်မယ်မှတ်သလားမနေစီချင်းရင်အကူကပြောပါလိမ့်မယ်ထိုအခါ၌မောင်တောင်းဖေသည်လှေကားမှတက်လာ၍ကျွန်တော်တို့ပြောကြသောစကားအရေးအမွက်ကိုကြားလိုက်သည့်လက္ခဏာနှင့်ဘာလဲဟေ့ဘာလဲဟုပြောလျက်မောင်တောင်းဖေ၏မျက်နှာမှာပြုံးရွှင်ခြင်းမရှိဘဲအလွန်တရာခက်ထန်ကြမ်းကြုတ်ဟန်လက္ခဏာရှိပေ၏ ၎င်းတော်မောင်တောင်းဖေသည်ကျွန်ုပ်အားအိမ်ပြင်သို့ခေတ္တထွက်နေရန်ပြောသည်ဖြင့်ကျွန်တော်သည်အိမ်ပြင်သို့ထွက်သွားလေရာတခဏမျှကြာလင်မောင်တောင်းဖေ၏ကျိန်းမောင်းငောင်းငန်းတံများကိုကြားရလေ၏ကျွန်တော်မှာအာနာဒီဖြစ်သောကြောင့်မကြားရလောက်သောနေရာသို့တွား၍ရက်နေရာနောက်မှခြေတံကြား၍လှည့်၍ကြည့်လိုက်သည်တွင် မျက်ရည်ဆက်လက်နှင့်ရှိနေသောမလုံးတင်ကိုတွေ့မြင်လိုက်ရလေ၏ကိုတောင်းဖေကရှင့်ကိုတောင်းပန်ခိုင်းလိုက်လို့တောင်းပန်ပါတယ်စိတ်မရှိပါနဲ့ တန်ပါခမညာကျွန်တော်စိတ်မဆိုးတတ်ပါဘူးပြီးပြီးရဟာပြီးပါစီတော့လူမိုက်ဟုခြေဝဆောင်လာပြောပြီးနောက်မလုံးတင်သည်အိမ်ထဲသို့ဝင်သွားနေသည်ကျွန်တော်မှာအလွန်အံ့ဩစွာနဲ့ငင်းမြော်လျက်ကြည့်နေစဉ်မောင်တောင်းဖေရောက်လာ၍ဘယ်နဲ့လဲမောင်တောင်းဖေလုံးတင်ကတောင်းမှန်ပြီးပလားဟုတ်ကဲ့တောင်းမှန်သွားပါတယ်မိမဆိုတာဥတိုမျိုးလားဟာကွယ်သူများမိမထက်ငါမိမကတာပြီးစိုးသေးတယ်ဟိဆွေမျိုးချင်းကိုဖွင့်ပြောရအောင်မယ် ်ငါမိမကဘလောက်များဦးတိုးတယ်လဲဆိုရင်ဒီပြင်ကမိမတဦးတယောက်နဲ့မဆိုထားနဲ့ယောက်ျားတယောက်ယောက်နဲ့ငါအကျွမ်းတဝင်စကားပြောနေရတော့မကြိုက်နိုင်ဘူးကွ။သူနဲ့ဆိုသူနဲ့ကြီးမျက်နှာချင်းဆိုင်နေမှကြိုက်တယ်။ကျင်ကျင်နာနာတော့ရှိပါရဲ့။노ဗိမဲ့ဥတူတာမျိုးတော့ခက်လာတကွယ်။ဒါထက်ငါညီမင်းမကြီးကိုစိတ်မရှိနဲ့နော်။မရှိပါဘူးခမညာအကိုကကြည်ပြူလင်ပြီးတာပါပဲ။ရော့ဟေဟောဒီစိလေးတောက်စမ်း။လာကွယ်ငါတရိတ်ဆိုင်ကိုပြရအောင်မယ်။ကြည့်လေစမ်းဟေ့။ ၎င်းနောက်အကိုမောင်တောင်းဖေသည်မြေငားရေကားကန်ရှိသောဝင်းကြီးအတွင်း၌ဝေးမြူထားသောတောတရိษံများကိုလိုက်၍ပြပြီးနောက်ကိုင်းမောင်တန်းဖေပြစရာတရိษံတွေတော့ကုန်ပြီတကောင်လဲကျန်တော့လေဒီအကောင်ကားတော့ဖြင့်အချုပ်ပဲဒီအကောင်မျိုးဘယ်မှမှမရှိဘူးရန်ကုန်ကတရိษံရုံမန်နေဂျာကဒီအကောင်ကြောင့်တရင်ကြားလီတော့ငွေ3000နဲ့ရောင်းဖို့စာလန့်ရေးတယ်ဘာကောင်လဲခမညာတင့်နဲ့လေတကူလုံးမှောင်းနေအောင်မဲတဲ့တင့်နဲ့အကွက်မြင်ဘူးရဲ့လား ။ညီတော့မမြင်ဘူးပေါ့ခမညာ။ကြားတော့ကြားဘူးပါရဲ့။ဘယ်မလဲကြည့်ပါရစေ။ထိုအခါမောင်တောင်းဖေသည်ဝင်းဤတခုသောတောင်းသို့ကျွန်တော်အားခေါ်သား၍လေကမ်းပတ်လေချီသောတဲကြီးတဲအတွင်းသို့ဝင်သွားကြလေရာ။တဲဤတချမ်းမှာဝိထုပစ္စည်းတစုံတရာမျှမရှိဘဲအခြားတချမ်းမှာတန်တိုင်းများကန့်လျက်၎င်းတန်တိုင်းဤအတွင်း၌ကစိမ့်လဲ့လဲ့မျက်လုံးရှိသောတစ်နှက်ကြီးတကောင်သည်ဝိနေယာမှဥကောင်းထောင်၍ကျွန်တော်တို့အားကြည့်လေ၏။၎င်းတစ်နှက်ကြီးမှာ အကွက်ပါတော့အချားတက်နဲ့များထက်ကြီးမားလာ၍နှခမ်းတို့မှလည်းရဲရဲနေနေလျက်ရှိရာလက်တစ်ဖက်ကိုငုံ၍ရက်နေလိုက်သောအခါ၌၎င်း၏ရှာသည်လည်းရဲရဲနေလျက်ရှိသည်ကိုတွေ့မြင်ရလေ၏ဒီအကောင်တော်တော်ဆိုးသလားဆိုးတာမဆိုးတာမပြောနဲ့တော့သူ့အမေဟာရွာသားတစ်ကြိမ်နှစ်ယောက်ကိုကြိုက်တက်ပြီးမှလှန်ချက်မိသွားလို့တေရရှာတယ်ဒီတော့ကဒီအကောင်ကနှိုးဆိုပဲရှိသေးတယ်ရွာသားတွေကတတ်မဲ့လုံတုံးတောင်းပန်ပြီးငါကယူထားလိုက်ရတယ် အခုတော့ရင်းနေပြီလားဒီပြင်လူတော့ရင်းမယ်မဟုတ်ဘူးငါတယောက်တော့ပြင်ရင်းရှာပါရဲ့ကြည့်နော်ငါပြမယ်ဟုတ်ပြောပြီးနောက်မောင်တောင်းဖေသည်တန်တိုင်းများအချားမှတကားကလေးကိုဖွင့်၍တန်တိုင်းအတွင်းသို့ရုတ်တရက်ဝင်သွားပြီးလင်တကားကိုအတွင်းမှပိတ်လိုက်လေရာကျွန်တော်မှအံ့ဩစွာနဲ့ငဲ၍ကြည့်လေမိလေ၏ထိုအခါတင့်နဲ့သည်မောင်တောင်းဖေကိုမော်ကြည့်လျက်ရှိရာနှကျုပ်ဟဲ့နှကျုပ်ငါကွယ်ထလေထထတယ်ပြင်းတဲ့အကောင်ကြီး လေနင့်သခင်ကိုနောက်မဆက်ဘူးလားဟုပြောလိုက်သည်တွင်တက်လက်သည်ဝိနေယာမှထ၍မောင်သောဖေဤဒူးကိုနဖူးနှင့်ပွတ်တက်လျက်နတ်ကျုပ်နင်းစားပြီလားစားရမယ်တော်တော်ကြာတော့စားရလိမ့်မယ်ကိုင်းကိုင်းနေရတော့ငါသွားတော့မယ်ဟုပြောပြီးလင်တကားရှိရာသို့နောက်ဆုတ်လာခဲ့၍ရုတ်တရက်ထွက်ပြီးနောက်တကားကိုလှင်မြန်စွာပိတ်ထားလိုက်လေ၏တက်လက်သည်တန်တိုင်းအနီးတွင်ရက်လျက်ကျွန်တော်အားအကြောင်းသားငဲ၍ကြည့်နေရကျွန်တော်သည်၎င်း၏ချောမွေသောဥကောင်းကိုမြင်သည်ဖြင့် ပုတ်သက်ခြင်သောစိတ်ဖြစ်ပေါ်လာသောကြောင့်တန်တိုင်းချားမှလက်လျှို့၍ပုတ်သက်မြေပြူစဲတွင်မောင်တောင်းဖေသည်ကျွန်တော်၏လက်ကိုရုတ်တရက်ဆွဲထုတ်လိုက်လေ၏မလုံနဲ့ငါကြီးအတက်မရဲနဲ့ငါမတပါဘသူမှအကင်မခံဘူးကံကောင်းလို့ကွယ်ငါမဆွဲလိုက်ရင်မင်းလက်လေးပါဇက်ထဲရောက်ရရှာတော့မယ်ဟုပြောစဲတွင်အစီကံတယောက်တည်းအမဲပေါင်တစ်ချောင်းကိုထမ်းလျက်တဲတဲသို့ဝင်လာလေ၏မောင်တောင်းဖေလည်းအမဲပေါင်ကိုလှမ်းယူ၍တန်တိုင်းချားမှထိုးသွင်းလိုက်ရာ ။တင့်နဲ့ဒီအမဲပေါင်ကြီးကို လောဘတကြီးနဲ့ကြိုက်ချီ၍တန်ချိုင်းဤတခုသောတောင်းသို့တွားရောက်ခါစမန်တွန်းလျက်စားနေလေ၏။၎င်းနောက်ကျွန်တော်တို့သည်တဲပြင်သို့ထွက်လာ၍လဖက်ရည်တောက်ချိန်တန်းသဖြင့်အိမ်ဘက်စီသို့လျှောက်လာကြလေ၏။ကျွန်တော်သည်မောင်တောင်းဖေ၏အိမ်၌တဲခိုနေထိုင်၍ခုနှစ်ရက်ခန့်ကြာသောအခါတွင်ထူးဆန်းသောအချင်းအရာတစ်ခုကိုသတိပြုမိလေ၏။၎င်းအချင်းအရာမှာကလူတယောက်သည်မြင်းစည်းနှင့်နေတိုင်းရောက်လာ၍ မောင်တောင်ဖေ၏လက်တို့ကျင်းနှံတဆောင်ပေးခြင်းပင်ဖြစ်လေသည်ရောက်လာသည့်အခါတိုင်းမောင်တောင်ဖေသည်ပြာဤပြာယာနှင့်ဖွင့်ဖက်လေရာ၎င်း၏မျက်နှာမှာတစုံတရာမျှထူးခြားဟန်လက္ခဏာမရှိချေထိုအကြောင်းကိုကျွန်တော်ကစကားဆက်မိသဖြင့်မေးမြန်းမိရာတွင်မောင်တောင်ဖေကအလုံးအကြောင်းနှင့်ဆက်လင်း၍တစ်တော်ဝင်ထံမှရိုက်ကြားလိုက်သောကျင်းနှံများဖြစ်ကြောင်းပြောပြလေ၏ဆယ်ရက်ခန့်နေထိုင်မိနေလျှင်ကျွန်တော်သည်အကိုဖြစ်သူမောင်တောင်ဖေနှင့် တသက်ပတ်လုံးအတူတကွနေထိုင်ခဲ့သောညီအကိုအရင်ကဲ့သို့ရှိနေပြီဖြစ်ရာတညင်းတနိုင်ကျွန်တော်တို့နှစ်ယောက်တည်းညစာထမင်းစားတော့ကြပြီးနောက်ပလက်ကလထိုင်တစ်ခုစီတွင်ထိုင်သာရှင်ယောင်းနှောင်းဖြစ်များကိုတယောက်တစ်လက်စီပြောလျက်ရှိကြစဉ်ကျွန်တော်သည်မူလရောက်လာစဉ်အခါကအကျန်စီအတိုင်းငွေချီတော်အန်းဟုစကားပြောလေ၏ပရမ၌ကျွန်တော်သည်ဖခင်သေဆုံးပြီးသည့်အတွင်အလောအကိုင်းမရှိဘဲအသက်ရှင်အောင်ဂျပန်နေထိုင်ရာအုံမီမသိသဖြင့် ၎င်းထံအကြံဉာဏ်တောင်းလျာမောင်တောင်းဖေလည်းဆေးပြင်းလေးကိုခက်ပြင်းပြင်းဖွာလျက်နားထောင်ကရှိနေလေ၏။နို့နေပါဦးကွယ်ဦးထွန်းအပ်သေးရင်အမွေဆက်ခံမဲ့လူမင်းတယောက်ပဲရှိတယ်မဟုတ်လား။အမွေရမှာကနောက်ငှက်ရမှာကအရင်ဖြစ်နေပြီအကိုကြီးခမ ्या ။ဒါတော့လေခက်ခက်ခက်ပဲဟိနို့နေပါဦး तू မချမ်းပါတဲ့အကြောင်းများကိုမင်းကြားပြီးပြီလား။တကယ်ပြီးနေတိုင်းမကောင်းဘူးလို့တော့သတင်းကြားပါရဲ့။စိုးရင်လောက်အောင်တော့ဟုတ်မယ်မထင်ပါဘူးခမ ्या ။ ဟုတ်ပါရဲ့ကွယ်ငါညီမတတိဖြစ်ဖို့နီလန်လဲအရှိသားနဲ့ယခုလွန်းလွန်းဆယ်မွေးနေတာကတော့ခက်လာတယ်အဲ့ဒါကြောင့်ကျွန်တော်အเจ้าကိုတီးတဲ့အကိုကြီးဖြစ်လို့ငွေကလေးများချောင်ချိလင်စိတ်ချငါညီစိတ်ချအကိုကြီးတက်နိုင်တဲ့ရွေးတော့ကြည့်ရှုမယ်စိတ်သာချထိုအခါကျွန်တော်မှာ အကိုအိမ်၌နေထိုင်ရခြင်းတီကာမိမြပင်ပျော်ရွှင်ပွဲကောင်းတီဆိုစေကမူမျက်စောင်းတထိုးထိုးနဲ့ကြည့်နေသောမကြီးမလုံးတင်ဤမျက်နှာကိုမမြင်လို့တော့ဖြစ်၍ ငွေရတည်နှင့်တပြိုင်နက်ထွက်ခွာတော့မည်ဟုစိတ်ထဲ၌ကြံရွယ်ကာဝမ်းတန်လျက်ရှိလေ၏ထိုခဏ၌ကျွန်တော်တို့သည်အိမ်ပြင်ဘက်သို့ဆက်ရောက်လာကြသောမြင့်ခွာသံများကိုကြားကြရလေရာမောင်တောင်းပေသည်ထိုင်ရာမှရုတ်တရက်ထားသား၍တပံပြန်ဝင်လာသောအခါ၌က၎င်း၏မျက်နှာမှပြောင်းလဲခြင်းရှိလာလေ၏ဘာအကြောင်းလဲဘို့အကြောင်းမထူးလာပါဘူးတက်တော်ဝင်တော့စီကအလုတ်ပြန်ဝင်မှုအကြောင်းပါပဲဒါကြောင့်ငါညီငွေဘယ်လောက်လိုသလဲ ယခုလက်ငင်းတော့300လောက်တော့ပါပြီအေးရစေမယ်တို့တော့ငွေသားတော့မရှိဘူးကွယ်ချက်ရေးပေးလိုက်မယ်မန်းလေးကြတော့လဲယူပြီးတော့ကောင်းလာပါပြီခမညာ၎င်းတော့ကျွန်တော်တို့နှစ်ယောက်တည်းဆက်နှစ်နာရီထိုးသည့်တိုင်အောင်ဆက်လက်၍စကားပြောလျက်ရှိကြရာလေကလေးတည်းလဲတတုတ်တုတ်တိုက်ခတ်၍လာလေ၏မောင်တောင်းဖေတီလက်မလက်ပတ်နာရီကိုကြည့်ပြီးနောက်အလိုဆက်နှစ်နာရီတောင်ထိုးသွားပြီကဲအိတ်ကြဖို့တော်ပြီမှတ်တယ် ို့တော်မအိတ်ခင်နတ်ကျုပ်သွားကြည့်ဖို့အလောက်ကရှိသေးတယ်မောင်တန်းဖေလိုက်ကြည့်အောင်မလားလိုက်တာပါခမညာကျွန်တော်တို့ဒီလက်ဆွဲမင်းအိမ်တလုံးကိုဆွဲလျက်တက်နတ်ထားသောတဲသူရောက်သွားကြလေရာတရွာလုံးမှာလဲတိတ်ဆိတ်လျက်အိမ်သားများသည်လဲအိယာတို့ဝင်ကြပြီဖြစ်၍စိတ်ငြိမ်စွာရှိနေလေ၏လေဒီအနေငယ်ပြင်းထန်၍လာရကာတက်နတ်သည်လေတန်းကြားသဖြင့်စိတ်တူသောအမူအရာနှင့်မြည်ဟင်းကရှိနေလေသည် မောင်တောင်းဖေသည်တဲတကားကိုဖွင့်ပြီးနောက်တဲတဲသို့ဝင်သွားရာ ျွန်တော်လည်း၎င်း၏နောက်မှလိုက်ပါ၍သွားလေ၏။မက်ကျုံကလေတံချရင်စိတ်ဆူးတတ်တယ်။ဒီကောင်နဲ့နဲ့ငြိမ်းသွားရအောင်အစာကလေးကျွေးဦးမှတော်မယ်။ကြော့မောင်တန်းဖေမိအိမ်ကင်ထားစမ်းကွယ်အမဲသားနဲ့နဲ့ငါယူချေဦးမယ်။ဟုပြော၍မောင်တောင်းဖေသည်တဲပြင်သို့ထွက်သွားလေရာတကားရုတ်တရက်ပိတ်သွားလေသည်။ထိုအခါကျွန်တော်သည်တင့်နဲ့နဲ့ငကိုတဲ့နေရာချင်းကိုမနှက်သက်သဖြင့်တကားကိုပြေး၍တွန်းဖွင့်လေရာတကားမှာခိုင်မြဲစွာရှိနေလေ၏။အကိုကြီး တကားဖွင့်ပါဦးမြဘက်နဲ့လောက်တာလဲကျွန်တော်ကြောက်တယ်မြနေတာနေပါကွယ်မစူပါနဲ့မိရင်ရှိသားကပဲမိရင်ရှိပေမဲ့တကားပိတ်မထားနဲ့ဗျာကျွန်တော်ကြောက်တယ်ဖွင့်လိုက်ဗျာကျွန်တော်တယောက်တည်းမနေဝင်ဘူးဗျာတယောက်တည်းမနေဝင်လည်းအဖော်ရပါစီမယ်ကွယ်စိတ်ချပါဟုရေမောကအပြင်းမပြောတယ်ဤဘယ်နဲ့လောက်တာလဲဗျဖွင့်ဆိုဖွင့်ဗျာဒီလိုကြည်စားတာကျွန်တော်မကြိုက်ဘူးဗျမင်းကကြည်စားတာမှတ်နေသလားတော်တော်ကြာတော့မင်းသိလိမ့်မယ် ထိုခဏ၌တဲပြင်၌ကျူးကျူးကြီးကြီးမြေတံတို့ကြားရပြီးနောက်ကဲလက်ကာလျက်ရှိသောတန်တိုင်းများသည်ဘေးများတက်ထားသည့်ဖြစ်၍တဖြည်းဖြည်းရွေ့လျက်ရှိရာတဖက်သောထယံမှတန်တိုင်းများသည်ပွင့်၍ပွင့်၍လာလေ၏အကြောင်းမူကားမောင်တောင်းဖေသည်အကြောင်းရှိကဖွင့်နိုင်အောင်တက်ထားသောတန်တိုင်းများကိုတဲပြင်မှဝင်းကြီးဆက်နှင့်ဆွဲလျက်ဖွင့်နေသောကြောင့်ဖြစ်ပေ၏သူ၏အကြံမှာကတက်နှက်ကို ကျွန်တော်ထံလွှတ်ပေးရန်ဖြစ်ပေသည်တန်တိုင်းများသည့်ထယံနှင့်တပေခန့်ကွာတီနှင့်တပြိုင်နက် ကျွန်တော်ဒီသူဤအကြံအစီကိုရိပ်မိ၍တန်တိုင်းများကိုထုတ်ထက်ပုံမရွေ့စေရန်ခွန်အားရှိသည်များထုတ်၍ဆွဲထားပါတော်လဲဝင်းကြီးဆက်နှင့်ဆွဲနေခြင်းဖြစ်သောကြောင့်ကျွန်တော်ရောတန်တိုင်းများပါထယံတစ်ဖက်သို့၍ပါ၍သွားလေ၏ထိုအတော်တွင်ကျွန်တော်ဒီဘေးအန္တရာယ်တစုံတရာမပြုဘူးသောဆွေမျိုးညာတီတယောက်အားဤကဲ့သို့ရက်ဆက်စွာတေချောင်းမကြံစီထိုက်ချောင်းနှင့်တောင်းမှန်ပြောဆိုလေရာမောင်တောင်းဖေသည်မြည်သို့မှ ပြန်မပြောဘဲ ရေမောကဖြင့်တာလင်တန်တိုင်းများကိုဆွဲမြဲတိုင်းသာဆွဲလျက်ရှိလေ၏နောက်ဆုံး၌တန်တိုင်းများသည်တဲပြင်သို့ရောက်သား၍တန်တိုင်းဆုံးများတာလင်ထယံတစ်ဖက်၌ကပ်လျက်ရှိရာကျွန်တော်မှမူတန်တိုင်းဆုံးကိုတွေ့လျက်ရှိနေလေ၏ရင်းသို့ဖြစ်ရကားတင့်တ်နှင့်ကျွန်တော်၏အကြား၌ကာကွယ်သောအရာဟု၍မရှိတော့ချေထိုအတော်အတွင်း၌တင့်တ်သည်ငေး၍ကြည်နေလေ၏ကျွန်တော်ရှိသောနေရာနှင့်တင့်တ်ရှိသောနေရာမှမူဆယ်ပေခန့်တာလင်ဝေးကြည်တော့၏ တက်နဲ့သည်မိမိ၏ရှေ့၌လူတယောက်သည်တန်တိုင်ကိုတွယ်လျက်ကိုယ်ယူကားရနှင့်ပါသွားသောအချင်းအရာကို နားမလည်နိုင်သဖြင့်အံ့ဩလျက်ရှိဟန်တူကြည်သည်ထိုအတော်အတွင်၌မိအိမ်သည်မျိုးပေါ်၌ထွန်းလင်းလျက်ရှိရာတက်နဲ့၏မျက်လုံးများသည် မိကဲနှစ်ပွင့်ကဲ့သို့ကျွန်ုပ်အားစိုက်ငေးကကြည့်နေလေ၏ကျွန်တော်ကလည်းအခြားသူမကြည့်နိုင်ပေထိုမျက်လုံးနှလုံးကိုသာလျှင်ငေးဆန်၍ကြည့်နေလေ၏တက်နဲ့သည်အမိလှုပ်လျက်ရှိရာမှအမိကိုရုတ်တရက်ရက်တန့်စေ၍ မျက်လုံးများသည်လည်းကျဲဝန်း၍လာပြန်လျာကျွန်တော်ကလည်းရှေ့ကထပ်ပင်ပြူ၍ကျွန်တော်ကလည်းရှေ့ကထပ်ပင်ပြူ၍ကြည်ပြန်လေသည်ရင်းငယ်တို့မျက်နှာချင်းဆိုင်ဆေးဆေးကြည့်လျက်ရှိကြစဉ်တင့်နေ၏မျက်လုံးများသည် အနှဲငယ်များကလေးမေးသွားသည်ကိုမြင်ရလျင်ကျွန်တော်မူတိုး၍ပြူကကြည်ပြန်လေသည်ထို့သောကြည်နေရင်နောက်ဆုံး၌ရှည်လျားသော အတန်းကလေးနှစ်ခုတပွဲရှိနေပြီးနောက်မှိတ်၍သွားလေသည်တင့်နံမူကအိပ်ပျော်၍သွားချေပြီး တော်ဒရဲဆန်တို့မိဒီမှာ စစ်စစ်ကြည့်လျက်ရှိသောလူတယောက်အားကြိုက်ခဲရန်မဝင့်ဟူသောစကားသည်မှန်ဟန်လက္ခဏာရှိကြ၏တို့ရတွင်တညပလုံးဤဒရဲဆန်နှင့်အတူနေရမည်ဖြစ်၍တညပလုံးဤနည်းအတိုင်းဘေးအန္တရာယ်ကာကွယ်ရန်တတ်နိုင်ပါမည်လို့ဟုတွေးတော်၍ပုံမိပြန်သည်တရွာလုံးလုံးအောင်အော်ဟစ်တော်လဲအကျိုးရှိမည်မထင်ကြ၏အကယ်၍အော်ဟစ်လိုက်ပါလျင်တက်နတ်သည်အဲ့ရမှနိုးလာရန်ရှိသည်ဖြင့်မိမိအားကြောက်ရွံ့ကြောင်းကိုရိပ်မိ၍ ရွာသားများမလာမီကျွန်တော်အားတေးအောင်ကြိုက်တက်ခြင်းမည်ဖြစ်၏ထိုခဏ၌ကျွန်တော်သည်တဲဤအခြေအနေကို ကြည့်မိလျာမိမတရက်သားသားတွင်ချက်ခိုးစဉ်တစ်ခုရှိကြောင်းတွေ့မြင်ရလေ၏အကယ်၍ချက်ခိုးစဉ်မို့သို့အတံမချမ်းအောင်တက်၍ပုံနေရတော့ကောင်းကျင်ပြီလောဟုစဉ်းစားမိ၏ညီတို့ပင်ဖြစ်စေမြေပြင်၌တင့်နဲ့နှင့်အတူနေရာချင်းထက်ကောင်းသေးသည်ဟုဆုံးဖြတ်၍ကျွန်တော်သည်ချက်ခိုးစဉ်ကိုလက်ဖြင့်ခုံဆွဲကာလွှားကနေတက်လိုက်သည်တွင် ကျိုးကျိုးကြည့်ကြည့်မြည်သွားသဖြင့်တက်နဲ့သည်အိယာမနိုးလာလေ၏ထိုအခါ၌ကကျွန်တော်မှစင်မော်တို့တကိုယ်လုံးရောက်ခဲ့လေပြီတက်နဲ့သည်အိယာမတွန့်လင်ကထားပြီးနောက်စင်မော်တို့မော်ကြီး၍ကျွန်တော်အာမြင်လေလင်ထယံကိုလက်လက်ဖက်နှင့်မိလျက်မြည်ပေါ်၌ဗဒက်ရက်၍ထားလေသည်တို့ရာတွင်တက်လို့လေးသောသဘောရှိဟန်မတူစုံစမ်းခြင်းမျှသာဖြစ်ဟန်တူ၏အကြောင်းကိုဆိုသောမြောက်ထားသောလက်ကိုတဖန်ချ၍ တက်နဲ့ဒီမြေပေါ်၌ထိုမဤမဇင်းညံလျှောက်ကနေပြန်၏ထိုအတော်အတွင်းကျွန်တော်အားလည်းမိဟန်မရှိပဲရံပန်းရံကစင်ပေါ်သို့မော်ကြည့်လေ၏ကျွန်တော်မှမူစင်ပေါ်၌ကျွန်တော်ရှိနေကြောင်းကိုတက်နဲ့ကတီးပြီးဖြစ်သောကြောင့်တကူလုံးလုံအောင် ပုံးရံမကြံတော့ပဲစင်ပေါ်မှဥကောင်းပြူလျက်ကြည့်နေရလေ၏တက်နဲ့ဒီဇင်းညံလျှောက်နေရင်စိတ်မှန်ထွက်လာသည့်လက္ခဏာနှင့်ဟိမ့်နံပေးလျာစင်မော်တို့လည်းရှေးကထက်ဆက်ကဆက်ကမော်၍ကြည်လေ၏ ထို့သောရှိစဉ်တင့်နိုင်၏အမိသည်မြေပေါ်၌ချထားသောမိအိမ်နှင့်တိုက်မိ၍မိအိမ်သည်မြေပေါ်၌မှောက်သွားပြီလင်အနှဲငယ်မြသောရေနံစီများကိုမိများတောက်လောင်လေ၏ရေနံကိုကုံအောင်လောင်ပြီးနောက်မိတော်လည်းငြိမ်းသွားလေရာကျွန်တော်နှင့်တင့်နတ်တို့မှတဲအတွင်မှောင်မိုက်ကြီး၌နှစ်ကိုယ်တည်းကြံရိတ်ခဲ့ကြလေသည်မိငိမ်းပြီးနောက်ကျွန်တော်သည်တက်နေ၏လမ်းလျှောက်တံများကိုဆက်လက်၍ကြားရသည့်ပြင်ရံပန်ရံကဟိမ့်တံကိုလည်းကြားရလေ၏ ညတီအလွန်ရှည်လစွာတကားဘယ်နံရောအခါ၌မိုးလင်းချီတော့မည်နီမိုးမလင်းမဲတမောင်နဲ့မောင်လျက်ရှိချီတော့မည်လောတင်းတဲ့ဒီရှိကထက်ကျဲလောင်စွာအတန်ဖြင့်ဆက်၍ဆက်၍ဟိမ့်လာရလီကကျွန်တော်ဤတက်တန်းစေ့ကြည်ပြီဟုအောက်မိတ်မိ၏မိတို့ပြုကြည်မည်နီတင်းတဲ့ဒီမိတိခဏ၌ဖြစ်စီစင်မော်တို့ခုံတက်လိုကခုံတက်နိုင်ပြီဖြစ်၏ရင်းတို့ရှိစဉ်ကျွန်တော်ဒီအကြံတစ်ခုကိုရ၍ စင်မော်၌တဖြည်းဖြည်းအတံမချမ်းအောင်ရွှေ့သွားပြီးလျှင်တန်တိုင်းစုံးကိုဆွဲ၍ဆန်းရာတန်တိုင်းများသည်အလွယ်တကူနှင့်ရွေ့လာလေ၏ထို့သို့ဖြစ်ရာကကျွန်တော်သည်တန်တိုင်းတစ်ဖက်သို့တက်နှက်ရောက်နေ kait တွင်တန်တိုင်းများကိုဆွဲ၍ပိတ်နိုင်သည့်ဖြစ်က အသက်ပေးမှချမ်းသာရာရဖို့ဒီလန်းကိုမြင်မိလေ၏တို့ဖြစ်၍ကျွန်တော်သည်တန်တိုင်းများကိုတရွေ့၍တဖြည်းဖြည်းဆွဲ၍ဆွဲ၍ယူသည်ဖြင့်တန်တိုင်းများသည်အတော်တန်ပါလာစပြုသည်တွင်တက်နှက်သည်စင်မော်သို့ရုတ်ခနဲခုံ၍တက်လိုက်လေ၏ တို့ပါတော့လဲတခုံထဲနဲ့မရောက်နိုင်။နောက်ခြေတို့ဒီစင်ကိုပုတ်ချစ်လျက်ရှိစဉ်ကျွန်တော်ဒီစင်ပေါ်မှခုံဆင်း၍တန်တိုင်များကိုအပြေးအလွှားဆွဲ၍ပိတ်လေ၏။တက်နတ်ဒီလဲကျွန်တော်၏အကြံအစီကိုရိပ်မိ၍စင်ပေါ်မှခုံဆင်းပြီးလျှင်ပိတ်လူပိတ်ဆဲရှိသောတန်တိုင်ကြားမှ ကျွန်တော်၏ခြေထောက်တစ်ဖက်ကိုကုတ်ဖမ်းလျာခြေတစ်ဖက်ကိုပင်မိသွားတော်လဲကျွန်တော်နှင့်တက်နတ်တို့မှတန်တိုင်တစ်ဖက်စီရှိနေသောကြောင့်အသက်ကို ရမရှာနိုင်ခြင်း။ကျွန်တော်ဒီတက်နတ်၏လက်သေးများအတွင်မှ ခြေထောက်ကိုအတင်းဆွဲ၍နှုတ်လိုက်ရာခြေသလုံးကြွက်သားတစ်ခုလုံးမှာရွှေပေါ်နှင့်တိုက်လွှတ်လိုက်ပြီးတကယ်သို့ကျန်ရင်နေလေ၏ကျွန်တော်မှအလွန်တရာနာကျင်လာသည်ကမှန်၏တို့ရတွင် အသက်ပေးမှ ချမ်းသာရရပေပြီဟုဝမ်းမြောက်မိသည်မှလည်းမှန်၏ထိုအချိန်၌ကာအာယုံတက်ပြီဖြစ်သောကြောင့်အနှဲငယ်များသောအလင်းရောင်သည်တဲတွင်သို့တိုးဝင်လျက်ရှိနေလေ၏တင်းနဲ့သည်လည်းကျွန်တော်၏ခြေသလုံးသားကိုစားပြီးနောက်မဝါသေးသည့်လက္ခဏာနှင့်တန်တန်ကြားမှလက်ရှူကာ ကျွန်တော်အားမိလိုမိညာသဘောမျိုးနဲ့စမ်းသက်ကရှိနေလေ၏ကျွန်တော်မာမိုတခုသောတောင်းနိုင်မိလျက်ခြေတလုံးကြွက်သားပြတ်သွားသောဒဏ်ရာကြောင့်နာကျင်လှသဖြင့်တရီမရတစ်ချက်ရတစ်ချက်နဲ့ရှိနေစဉ်တခါတကားတီရုတ်တရက်ပွင့်လာ၍မောင်တောင်းဖေလဲတွဲရင်းသို့ဝင်လာပြီးလျှင်တကားကိုပိတ်ထားလိုက်၏ထိုအခါ၌ကကောင်းကောင်းကြီးမိုးလင်းခဲ့လေပြီမောင်တောင်းဖေသည်တတောင်း၌စုပုံကလဲလျက်ရှိသောကျွန်တော်အားကောင်းစွာမကြည့်ပဲ တင့်နဲ့ကိုသားလင်းကြည့်လျက်ဟဲ့နေကျုပ်တတိထားတော့ဘာလုပ်လိုက်တာလဲအရိုက်ခံရဟဲ့ကောင်ငါလေးဘာသူမှတ်လို့လဲဟဲ့ဟဲ့စုံတော့စုံတော့အလိုလေးဖျားဖျားဖျားလာကြပါဦးကွယ်တော့ဘိုးကွန်းရေဘိုးကွန်းဘိုးကွန်းအလိုလေးတေးပါပြီဗျာတင့်နဲ့မှာကျွန်တော်ဤခြေသလုံးသားကိုစားရတော့ကြောင့်တောစိတ်ပေါ်လျက်ရှိလေရာက တခင်ကိုပဲမသိတော့ပဲပုတ်လဲကကြိုက်ခဲလေရာနောက်ဆုံး၌မောင်တောင်းဖေးဤအတန်ကိုမကြားရပဲ တင့်နဲ့ဤဟိန်းတန်များတာလင်စူညံလျက်ရှိလေ၏ကျွန်တော်မှလည်းအမျိုးမျိုးသောအကြောင်းတို့ကြောင့်နေမျော၍တွားလေ၏ကျွန်တော်တရိယာလာသောအခါကတာမျိုးစေးုံကြီး၌ရောက်နေခဲ့လေပြီတနေ့တနေ့ဆရာဝန်ကြီးသည်ကျွန်တော်ထံသို့လာ၍အကျိုးအကြောင်းပြောပြသဖြင့်သိရှိရသည်မှာကျွန်တော်၏အကိုတော်မောင်တောင်းဖေမှာတင့်နဲ့ကြိုက်သောဒဏ်ရာနှင့်တေဆုံးပြီဖြစ်ကြောင်းမိုးကုတ်မျိုး၌ရှိနေသောကျွန်တော်၏ဘာကြီးတထေးဥထွန်းအံ့မှလည်း ကျွန်တော်တင့်နဲ့ကြိုက်ခံရသော နေ့မှာပင်သေဆုံး၍ကျွန်တော်မှာတထေးလေးတယောက်ဖြစ်လာပြီဖြစ်ကြောင်းနဲ့ပြောသွားလေ၏တို့ဖြစ်ရာကမောင်တောင်းဖေသည် ကျွန်တော်သေဆုံးခဲ့လျင်ဦးထွန်းအိုင်၏အမွေများကိုတူတာလင်ရရန်ရှိသည်ဖြစ်သောကြောင့်ဦးထွန်းအိုင်သေးချောင်းကိုကျင်းနှံရသည်နှင့်တပြိုင်နက်ကျွန်တော်အားတင့်နဲ့စာကျွေး၍သေချောင်းကြံစီခဲ့ခြင်းဖြစ်ဟန်တူလေသည်တနေ့တစ်နေ့ကျွန်တော်သည်ဆေးရုံ၌ရှိနေစဉ်မိမတယောက်သည်ကျွန်တော်၏အခန်းတွင်သို့ဝင်လာရာ ၎င်းမှာမရီးဖြစ်သူရှမ်းမှာမလုံးတင်ပင်ဖြစ်လေသည်မလုံးတင်သည်ကျွန်တော်၏ကလေးအနည်းသို့ချိတ်ကပ်၍နိုးနေသလားနိုးပါတယ်ဒါကြောင့်မလို့ရောက်ရောက်ချင်းကျုပ်ကပြန်မို့ပြောတယ်မို့လားသူ့အကြံကိုကျုပ်သိတယ်ဖွင့်လို့လည်းမပြောဝင်ဘူးဖွင့်ပြောရင်ကျုပ်ကသူကတက်ပြစ်လိမ့်မယ်ကျုပ်ကတနာလီတော့ပြန်သွားဖို့ပြောတာရှင်ကနားမထောင်ဘဲကိုကဲကျုပ်လည်းပြန်တော့မယ်ဟုတ်ပြောသွားလေရာ ကျွန်တော်မှာအံ့ဩစွာနဲ့ကြောင်တောင်ငေးလျက်ကြံ့ရည်လေတော့တည်။ရွှေဥတောင်းဒူရီယာမဂ္ဂဇင်းဇန်နဝါရီလ1934လိုအပ်ချက်များကိုတိခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။